ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တီအောင်လည်းမင်္ဂလာပါ။အင်္ဂလန်လူဝင်စင်တင်ရဲ့နီးပြ Thomas Tuchel ကသူ့ရဲ့ပထမဆုံးအင်္ဂလန်လူစင်ကိုထုတ်ပြန်လိုက်တယ်။ဆိုအင်္ဂလန်ကအခုကျွန်တော်တို့လက်ရှိမှာဒါသူတို့ကလပ်တင်းရဲ့ squad က World Cup qualify ပေါ့လေ World Cup qualifying က2026ခုနှစ် American ရဲ့ Mexico ရဲ့ Canada မှာကန်တဲ့ကမ္ဘာဖလားချေစပွဲရဲ့ဥရောပဆုံးချေစပွဲကို England ကကန်ဖို့ရှိတယ်။ဒီနေရာမှာ Albania ကို England ပြီးတော့မှ Latvia ကို England သူတို့ England နှစ်ပွဲဆက်ဝင်ပလေးကွဲမှာကန်မယ်။ဆိုတော့နှစ်ပွဲစာအတွက် England ကလူစင်းထုတ်ပြလိုက်တယ်။ England ဟာသူတို့အုပ်စုတွေမှာ England ရဲ့ Serbia ရဲ့ Albania ရဲ့ Latvia ရဲ့ Andorra ရဲ့ အုပ်စုပထမအသင်းကဓာတ်ရိုက်ချေစပွဲအောင်မှာဖြစ်ပြီးတော့အုပ်စုဒုတိယအသင်းတွေကပလေးအော့ကစားမယ်အခုက48သင်းကမ္ဘာဖလားပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်ဥရောပဝင်ခွင့်ကလည်းပိုတော့များလာပြီဆိုတော့ Thomas 2K ရွေးချယ်တဲ့အင်္ဂလန်အသင်းမှာ surprise လူတွေအများကြီးပါတယ်ပထမဆုံးရွေးချယ်ထားတဲ့သူတွေအများကြီးပါတယ်ဆိုတော့လက်ရှိအင်္ဂလန်အသင်းကသူတို့ရွေးချယ်လိုက်တဲ့ ဒီ current cap ပေါ့လေဒါသူတို့ပြီးခဲ့တဲ့ nation league ကနေခု world cup qualify အတွက်ရွေးချယ်လိုက်တဲ့သူတို့ squad ရှိတာပေါ့လေဂိုးသမားကတော့သူက၄ယောက်ရွေးထားတယ်တယောက်က Dean Henderson ပေါ့လေအခုဒါ Crystal Palace မှာလွှမ်းပြနေတဲ့ဂိုးသမား Dean Henderson ပါတယ် ဂျော်ဒန်ပစ်ဖို့ပါတယ်ပြီးတော့ဆောင်းဟောက်တန်ကိုသူပါအောင်ရမ်ဆင်နဲ့ပြီးတော့မှဘန်လီရဲ့ဂျိန်းထရက်ဖို့ဒီနေ့ရာသီဘန်လီမှာကလင်းရှိတီအများကြီးရောက်တဲ့အတွက်သူ့ကိုပါကိုသူမအန်ဖစ်ထားတယ်နိပုတ်ကတော့သူတို့ခြံထားတယ်ခန်စစ်ပိုင်းမှာတော့အခုပထမဆုံးအချိန်နဲ့သူတို့ရွေးချယ်တဲ့အထက်မှာဒါလက်ရှိမှာဒီ Newcastle United အသင်းရဲ့နောက်ခံလူဒန်ပန်းကိုပထမဆုံးအချိန်ရွေးချယ်သလိုအာစနယ်အသင်းရဲ့လူငယ်ပင်နောက်ခံကစားမ Mike Lewis Kelly ကလည်းပထမဆုံးအချိန်ဖြစ်ရွေးချယ်ခံရတယ်ပြီးတော့မှ ဒါဒီဒီ Chelsea တင်းရဲ့ living core ပဲပါတယ်ပြီးတော့မှဒီ Chelsea တင်းရဲ့အသင်းကောင်းဆောင် reshape ပါဝင်ခဲ့ပြီးတော့မှ Crystal Palace ရဲ့နောက်ခံလူ Marke ဟီရဲ့ဒီတစ်ဖက်က Aston Villa နောက်ခံလူ Konsa အပါဝင်ဒီ Newcastle ရဲ့ Liverpool တို့ Liverpool ရဲ့ Konsa နဲ့ Kyle Walker တို့ပါတယ်ဆိုတော့ AC Milan မှာသွားကစားတဲ့ Kyle Walker ဆိုတော့ခန်းစစ်ကဂျန်ပန်းရဲ့ခိုးဝဲရဲ့ Marke ဟီရဲ့ ရစ်ချင်းရဲ့ကွန်ဆာရဲ့မိုင်းလူးစ်ကယ်လီလစ်ပရမန်တို့ကွန်ဆာနဲ့ခိုင်ဝါကာပါတယ်ဆိုတော့ဖြစ်နိုင်ချေကတော့ဝါကာကညာဘဲတောင်ဘဲဘဲချမ်းမာတော့ကျွန်တော်ထင်တော့ဆန်တဲ့ဘက်ကတော့ဒီကျွန်တော်ထင်တော့ဒါခိုးဝဲနဲ့ဒီဘက်ကမာကေဟီဖြစ်ပြီးတော့ဘဲဘဲချမ်းမာဒမ်ပန်းနဲ့ဒါလူးစ်ကယ်လီနှစ်ယောက်ထဲကတရားကိုသူစမ်းသုံးလာပါလေကွင်းလယ်မှာတော့ဂျူပါလင်ကန်ရဲ့ခရစ်စတဘဲလစ်ကအဲဇေးရဲ့ပြီးတော့မှ ISK အသင်းကောင်းဆောင် Jordan Henderson ပါပြီးတော့ Cardi Jong ပါတယ် Cole Palmer, Declan Rice နဲ့ Aston Villa ရဲ့ Morgan Rogers ဆိုတော့ကျွန်တော်စဉ်းစားတာ Jude Bellingham နဲ့ဒါတစ်ဖက်က Declan Rice နဲ့ Cole Palmer ဖြစ်နေတယ်တော့သူကနံပါတ်6ရိုးတယောက်ထဲပါမယ်ဂျူးကနံပါတ်7ရိုးဖြစ်ပြီးတော့ခိုးဖာမာကနံပါတ်10ရိုးဖြစ်ပုံများတယ်တိုက်စစ်ကတော့သူတို့အလက်ရှိမှာဖီလ်ဖိုဒန်ရဲ့အန်ဒရီကော်ဒန်ရဲ့ဟာရီကိန်းရဲ့ market swash ကိုပြန်ပါပြီးတော့ Tottenham Hotspur က Solanke ပါလို့ Aston Villa အသေးရဲ့ Aston Villa ဝက်ဆန်ရဲ့ Jerome Bowen ပါတယ်ဆိုတော့ကျွန်တော်တို့ Oli Wiking ကိုခြံထားခဲ့တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အခု2025ပဲရောက်ပြီ။ဘာကြောင့် Jordan Henderson ကိုပြန်ယူရလဲပေါ့လေ။ကိုယ်လည်းအမှန်တိုင်းပြော Henderson ယူရစာမျိုးဒီပြားတွေတော်တော်များများက James Madison ကိုမကြိုက်ဘူးပါ။ဘာလို့မကြိုက်လဲဆိုတော့အဲ့ဒီနေရာမှာ Gopher မှရှိတာလဲပါတော့ James Madison ကိုသူမယူတာဖြစ်တယ်။ဒါပေမဲ့ပြ Henderson တက်ဆိုင်တော့ James Madison ကို ရွှေကိုရွှေရပါဘူးလေဒါပေမဲ့ तू ကအခုကွင်းလယ်မှာကား तू ကအဇီးလည်းရှိတယ်ဆိုတော့ကျွန်တော်ထင်တော့ရိုဂျာလည်းနံပါတ်10ရိုးမှာကစားနိုင်တဲ့အတွက်ကြောင့်ပေါ့လေခိုးဖားမနဲ့ရိုဂျာကနှစ်ယောက်ထားမယ်ဒီဟိုဘောက်စုပေါက်မှာဒါဘယ်လိုပြောမလဲကန်တီဂျုံကအရန်ပြီးတော့မှာဂျူပါလင်ကက first try ကိုပါပါက first try တက်ကလရိုက်ဖြစ်ပုံများပြီးတော့တိုက်စစ်ကတော့ကျွန်တော်ထင်တော့ဒါ hurricane ကအထောက်တိုက်စစ်မှု phil foden နဲ့ market ratio ကဘယ်ညာဖြစ်ပုံများတယ် maybe anthony corden လည်းဖြစ်နိုင်တယ်ဆိုတော့အင်္ဂလန်ရဲ့ဒါပထမဦးစားပေးဆက်တယောက်ဖြစ်နိုင်ကြည်ပို့လေအခုလူစည်းကိုကြည်ရင် rich chain ကတော့ပြန်ကောင်းလာတာမှပဲပဲသူ kai walker ပဲပွေပွတ်ထွက်အောင်ပါပဲ kai walker ဖြစ်မယ်ဒါ center back က cowell နဲ့ market hi ဖြစ်မယ်အဲပြီးတော့မှ bebe chan မှာတော့ဒါ mile louis kelly နဲ့ဓာတ်ပန်းများတုံးလာဒါမှမဟုတ်ရှင်အတွေ့အကြုံရှိတဲ့ဒါဘယ်လိုပြောမလဲဒီ walker ကိုပဲထားပြီးတော့ rich chain ကိုညာထားမလား ဂျူပါလင်ကန်ဒက်ကလာရိုက်ခိုးဖားမှာဖြစ်ပြီးတော့ဒါတစ်ဖက်ကတော့မာကတ်ဆွဲရှိုးဖီလ်ဖိုဒန်နောက်တစ်ချိန်တည်းမှာပဲဟာရီကိန်းသုံးလားဖိုဒန်ရဲ့အန်တနီကော်ဒန်နဲ့ဟာရီကိန်းပြီးတော့အင်္ဂလန်ကအခုကမ်းမဲ့နှစ်သင်းကအရန်ချောင်းတယ်ဗျအခုဒါဘယ်လိုပြောမလဲဆိုတော့အိမ်ကွင်းမှာလက်ဗီယာနဲ့ဒါဘယ်လိုပြောမလဲအယ်ဘေးနီးယားဆိုတဲ့အတွက်ကြောင့်နှစ်သင်းလုံးကိုအိမ်ကွင်းဝင်ပလီဆိုတော့သူတို့ attacking line ပဲဖြစ်မှာပဲဆိုတော့ဒါကတော့အင်္ဂလန်လည်းပဲဆယ်ဆိုတော့ဒီကြားထဲမှာ injury ဖြစ်တဲ့ကစားသမားတွေတော့သူခြံထားတယ်ဆိုတော့ဒါဘာဖြစ်ဖြစ်ဒါ ဒီ Thomas Tuchel ရဲ့ England လူပေးစဉ်အသေးရဲ့2026ကမ္ဘာဖလားချေစပွဲအတွက်ရွေးချယ်လိုက်တဲ့ကစားသမားဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်